မင်္ဂလာပါရှင်။ PSM News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားပါမယ်။ Israel နောက်ဖက်ကမ်းခြေမှာနေထိုင်သူတွေကပါလက်စတိုင်းရွာသားတွေကိုတိုက်ခိုက်တဲ့သတင်းနဲ့စတင်ချင်ပါတယ်။ Israel ကသိမ်းပိုက်ထားတဲ့နောက်ဖက်ကမ်းခြေမှာအခြေချနေထိုင်သူတွေက၎င်းတို့နေထိုင်ရာရပ်ကွက်တစ်ခုလုံးအနီးမှာတန်လွင်သီးခူးကိုရောက်ရှိနေတဲ့ပါလက်စတိုင်းရွာသားတွေတက်ကြွလှုပ်ရှားသူတွေနဲ့သတင်းနောက်အဖွဲ့တစ်ဖွဲ့ကိုရမန်နေ့စနေနေ့ကတိုက်ခိုက်ခဲ့တယ်လို့မျက်မြင်သက်သေတွေထံကနေသိရပါတယ်။ တိုက်ခိုက်သူတွေဟာဒုတ်တွေနဲ့ရိုက်နှက်တဲ့အပြင်ကြောက်တုံးနေနဲ့ပါပစ်ပေါက်ခဲ့လို့လူပေါင်းများစွာထိခိုက်ခဲ့ပြီးထိခိုက်ထဏ်ရာရရှိသူတွေထဲမှာရိုက်တာသတင်းဌာနကသတင်းတောက်တဦးနဲ့လုံခြုံရေးအကြံပေးတဦးလိုလည်းပါဝင်တယ်လို့သိရပါတယ်။အဲ့လိုတိုက်ခိုက်မှုတွေကြောင့်အစ္စရေးနဲ့တခြားနိုင်ငံကတကြွလှုပ်ရှားသူတွေဟာပါလက်စတိုင်းလူမျိုးတွေကိုသူတို့ရဲ့တန်လွင်ခြံတွေကတီးနှံနေကုစုပ်ပိုင်ခွင့်အတွက်ထောက်ခံရတဲ့ဘလို့အကြမ်းဖက်မှုမျိုးကိုမဆိုအမှတ်တမ်းတင်မှုအတွက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။အခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့တန်လွင်သီးခုဆွရာသီအတွင်းအဲ့ဒီလိုတိုက်ခိုက်မှုတွေပုံမတိုးပွားလာတယ်လို့လည်းသိရပါပါရှင်။ ဆက်လက်ပြီးဘရာဇီးတောင်ပိုင်းမှာအပြင်းနဲ့လေဆင်နှာမောင်းတိုက်ခတ်လို့လူ9ဦးသေဆုံးခဲ့တဲ့တဲ့တင်ကိုဆက်ချင်ပါတယ်။ဘရာဇီးနိုင်ငံဖရနာပြည်နယ်မှာပြီးခဲ့တဲ့တောက်ကြာနေ့ကတနအီကိုမိုင်150ကျော်နှုန်းရှိတဲ့လေပြင်းတိုက်ခတ်မှုနဲ့မိုးတဲထန်စွာရွာသွန်းမှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘရာဇီးနိုင်ငံတောင်ပိုင်းကိုဖျက်ကျော်တိုက်ခတ်ခဲ့တဲ့အပြင်းနဲ့လေဆင်နှာမောင်းကြောင့်အဆောက်အုံခေါင်မိုးတွေလွင့်ဆင်ခဲ့ပြီးအနည်းဆုံးလူ9ဦးသေဆုံးကဒါဇင်နဲ့ချီတဲ့လူတွေဒဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေကပြောကြားချက်အရသိရပါတယ်။ လေစင်နှမောင်းကြောင့်ပါရဏပြည်နယ်မှာရှိတဲ့မြို့အများအပြားမုံတိုင်းတန်ခံခဲ့ရပြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေလည်းညပိုင်းအထိရှာဖွေကယ်ဆယ်မှုတွေပြုလုပ်ခဲ့ရတယ်လို့အာဏာပိုင်တွေကဆက်လက်ပြောကြားခဲ့ပါတယ်။ပါရဏပြည်နယ်မှာမိုးသည်ထန်စွာရွာသွန်းခြင်းနဲ့မိုးသည်ကြွေကြခြင်းတွေအပါအဝင်ကြမ်းတမ်းတဲ့ရာသီဥတုရပ်ပေါင်းများစွာဖြစ်ပွားပြီးတဲ့နောက်တနအီကိုမိုင်150ကျော်နှုန်းရှိတဲ့လေတိုက်နှုန်းနဲ့လေစင်နှမောင်းထပ်မံတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ပြည်နယ်ရဲ့မိုးလေဝသထဏနာကထုတ်ပြန်ထားပါတယ်ရှင်။